Hello guys, အားလုံးမင်္ဂလာပါ။ကျွန်တော်ရဲ့ Blog မြန်မာ channel လေးတရားလဲကြိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့မှာတော့ Blog ရဲ့အခုအသေးထွက်ရှိလာတဲ့ Halloween event နဲ့ပတ်သက်ပြီးတော့အကုန်ပြောပြပြီးတော့မှဖြစ်ပါတယ်။ဆိုတော့ view လေးမစတဲ့ငွေမှာ like and subscribe လေးလုပ်ပေးကြဖို့နေ့တိုင်းကပါတယ်။ဆိုတော့စလိုက်ကြရအောင်။ ဆိုတော့အခု Halloween event မှာလုံးစရာတွေကတော်တော်များများတော့မပါပေမဲ့တော်တော်လေးမိုက်တဲ့ event လည်းပြောရမယ်။အခု event မှာဆိုရင်အဓိက NPC နှကောင်းပါလာပါတယ်။တယောက်ကတော့ Wish လို့ခေါ်ပြီးနောက်တယောက်ကတော့ Halloween Gacha Dela လို့ခေါ်ပါတယ်။ဒါမှမဟုတ်သူ့ကို Hannah Gacha Dela လို့လည်းခေါ်ပါတယ်။ ျွန်တော်တို့က wish npc နဲ့စကားပြောလိုက်မယ်ဆိုရင်တူးစီမှာပိုရှင်တွေ craft လို့ရမှာဖြစ်ပါတယ်။ပိုရှင်ရဲ့ ability ကတော့ကောင်းကြီးတဲ့ ability ၊ကုန်ခန္ဓာကိုယ်ကြီးတဲ့ ability ပြီးတော့အဲ့လိုမျိုးပုံစံလေးအများကြီးပါပါတယ်။ပိုရှင် အခုပေါင်း69 craft လို့ရပါတယ်။ဒါကအပြောတတ်တတ်ဖြစ်ပြီးတော့ even အတွက်တော့တိတ်ပြီးတော့အေးမပါပါဘူး။ following gacha ကတော့ brody ရဲ့အတိုင်း accessory ဒါမှမဟုတ် item တွေ roll လို့ရပါတယ်။ တခါ robot အတွက်ဆိုရင်တော့ candy crown အခု900လိုပြီးရောတနားယိုး၄ချိန် working ရှိပါတယ်ဘလို့လို့ရှိရင်ရမယ့်ຢာတွေကတော့ manny ရေ fragment တွေ hp တွေပြီးရောမြေကြီးရေတွေ profile background တွေ accessory တွေ physical fruit တွေရမှာဖြစ်ပါတယ်ဒါအပြင် event ရဲ့လူတော်များများလူချင်းနေကြတဲ့ skin တစ်ခုတည်းတဲ့ wave လို့ခေါ်တဲ့ tiger fruit ရဲ့ skin ကိုလည်းရမှာဖြစ်ပါတယ် profile background ကတော့အခု Halloween event မှာအသက်ပါလာတာဖြစ်ပြီးတော့ Terry Paul ရဲ့ club နာမရှိရဲ့အဝိုင်းအောင် club လေးကိုနှိမ့်လိုက်လို့ရှိရမှာ group profile လေးကိုဝင်လို့ရတယ်။ပြီးလို့ရှိရင် bro ရဲ့ profile ပေါ်လာအောင်ရှိရင် active background နှိမ့်လိုက်ပါ။အဲဒီကြရင် bro roll လို့ရခဲ့တဲ့ background ကို change လို့ရပါတယ်။ accessory ကတော့အခု event အတွက်တိတ်ပြီးတော့အရင်မပါပါဘူး။ဒါပေမဲ့အဲ့ဒီ accessory တွေက BB အတွက်ဆိုရင်တော့ကောင်းပါတယ်။ ပထမဆုံးအနေနဲ့ကတော့အုတ်ထုတ်ပေါ့ဒီအုတ်ထုတ်ရဲ့ဆက်ကိုကြည့်လိုက်မှဆိုရင်ကျွန်တော်တို့က block full attack ဒီမှာ7%ပါဆက် damage ပို့ပြီးရော block full ရဲ့ခံရတဲ့ damage ရဲ့စရာကိုင်းလုံးနဲ့ short ပေးတယ်ပြီးတော့250 HP နဲ့တက်လည်းပေါ့ဖန်ငယ်အုတ်ထုတ်ကတော့20ရာကိုင်းလုံး speed ပို့မြန်တယ်ပြီးတော့ block full နဲ့ melee attack တွေမှာ10%ပို့ပြီးတော့ damage ပို့ပေးရယ် melee attack ကနေရရတဲ့ damage တွေကို900ခန်းလုံး short ပေးပြီးတော့250 HP ပို့ပေးပါတယ် physical food ကတော့ဘယ်လိုသိရတဲ့အတိုင်းပဲ food rule တာပါ တော့ကျွန်တော်တို့ roll ဖို့အတွက် Halloween ကချာ NPC ကို C3 လုံးမှာရှာတွေ့နိုင်ပါတယ်။ C1 မှာဆိုရင်တော့ Middletown Island မှာရှိပါတယ်။ C2 မှာဆိုရင်တော့ Cafe မှာရှိပါတယ်။ C3 မှာဆိုရင်တော့ Mansion ရဲ့အရှိတ်မှာရှိပါတယ်။ဆိုတော့အခု event အတွက်အရေးကြီးတဲ့ခန်းဒီခွန်းတွေကိုဘလို့ရှာနိုင်လဲဆိုတဲ့အပိုင်းကိုရောက်ပါပြီ။အခုပေါ်လာတဲ့အနီအောင်စာတန်းကိုမြင်ရတဲ့အခါကျလို့ရှိရင်ဘူလော့အမေရာတော့ C1 မှာပဲဖြစ်ဖြစ် C2 မှာပဲဖြစ်ဖြစ် C3 မှာပဲဖြစ်ဖြစ် ဂါချာအနီးနားမှာရှိတဲ့အိန္ဒိယတကားတွေကိုလိုက်ခေါအောင်မှဖြစ်ပါတယ်။အဲ့လိုမျိုးတကားခေါင်းလိုက်ပြီဆိုတာနဲ့ပေါ်လာတဲ့ပုံစံ၄မျိုးရှိပါတယ်။အဲ့ဒါတွေကတော့ရိုးရိုးချုပ်ကော3တိုက်ခိုက်ခံရတာ boss ပြီးတော့ရွေးချယ်ခိုင်းတာဖြစ်ပါတယ်။ဆိုတော့ဗာပဲရှိရင်ကျွန်တော်အရင်လုံးတကားခေါက်ပြီဆိုရင်တကားတစ်ခုကိုခေါက်ပြီးရတယ်နောက်ထပ်တကားတစ်ခုကိုထည့်ပြီးတော့ခေါက်လို့မရပါဘူး။ဦးကိုပထမကခေါက်ခဲ့တဲ့တကားနဲ့ကိစ္စပြီးမှလာနောက်တကားကိုခေါက်လို့ရအောင်ဖြစ်ပါတယ်။ ီတော့တချို့အိမ်ကြီးကတော့လူမရှိတဲ့အိမ်ကြီးကျစ်တတ်ပါတယ်အဲ့ရင်ကြရင်လည်းဘူကတကားခောက်လို့မရပါဘူးအဲ့လိုမျိုးကြီးတတလုံးကြီးအောင်မလားဆိုတော့လည်းမဟုတ်ပါဘူး तू ကခဏလေးကြာရင်တကားဖွင့်လို့ရမှာပါကျွန်တော်တို့ချော့ကော်ချီလုတ်လိုက်တာနဲ့ခန္ဒီခွန်ပူရတတန်နေထားရနေရှိပါတယ်ဥမာအင်ဒရာတွေ့ရတယ်ရက်ကိုချုပ်ထားတဲ့နေရန်နဲ့တွေ့ရပြီးတော့ခုနကတော့ကျွန်တော်ခေါက်လိုက်တဲ့ NPC နဲ့တွေ့ရဆိုရင်ခန္ဒီခွန်အခု100လောက်ကိုရပါတယ်ဒါမှမဟုတ်400လောက်တော့ရပါတယ်ရနိုင်တဲ့နှုန်းကတော့400အမြင့်ဆုံးဖြစ်ပါတယ် ဘော့စ်ကတော့တခါတည်းမှာပေါ်တတ်ရဖြစ်ပြီးရော Trigger ဒီ event တစ်ချိန်စမှာတကောင်ပဲပေါ်ပါတယ်။တကောင်ဖွင့်လိုက်လို့တွေ့တဲ့တယောက်လည်းတားမှာမဟုတ်ဘဲနဲ့အုပ်စုလိုက်တားမှာဖြစ်ပါတယ်။ဒါမှမဟုတ်တယောက်တင်းနေရပါ။ဆိုတော့ကျွန်တော်တကားလိုက်ဖွင့်ပြီးရော Boss ကိုလက်ရှာရအောင်။ ဆိုတော့အခုဒီဇာတ်လမ်းကိုတွေးပြီဆိုရင်တော့ boss ကစပွန်လာကြည့်ပါတယ်ဆိုတော့အရင်ဆုံး boss ကိုတက်ဖို့ဆိုရင်တော့ boss ကိုတွေးခဲ့တဲ့တကားကိုလိုက်ရှာအောင်မှာဖြစ်ပါတယ်။တကားကတော့တွေးရလွယ်ပြီးရောခင်းအောင်နဲ့ပေါ်တဲပုံစံကျင့်နေမှာ။ ဘော့စ်ရဲ့ HP က2,500ထိပြီးရော level 3000ထိရှိပါတယ်ပြီးတော့ Ray Boss အမျိုးအစားနဲ့ကြည့်ပါတယ်ကျွန်တော်ကတော့ဒီ Boss ကိုတယောက်နဲ့တိုက်ဖို့ကြံပေးလို့ဘာလဲဆိုတော့ဒီ Boss ကတနေ့ကျန်းနေဆိုကျွန်တော်တော့ group နဲ့တက်ရအောင်ပို့ပြီး recommend ပေးပါတယ် boss ကိုတပ်ပြီးဆိုရင်တော့ဘူကခန်းဒီခွန်အခု၄00ရမှာဖြစ်ပါတယ်ပြီးရောကျွန်တော်တခါလဲဒီ Halloween ကာချာနီးနားမှာရှိရဲအစိမ်းရောင်ပိုတဲယူရောနော်အဲ့ဒါကတော့ C1 တောင်မှ C2 C3 မှာရှိရဲ island တွေကို teleport လေးရပါတယ် boss ဥမာ C3 မှာရှိရဲ C3 ကရှိရဲ island တွေကို teleport လေးရပါတယ်အဲ့တော့ကိုတိုင်းသွားဆောင်လိုပဲတစ်ခလုတ်တစ်ချက်တောင်နေတိုင်းနဲ့တန်းရောက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ပတ်စံပေးရတာရောရှိပါတယ်ဆိုတော့ bro နဲ့ new year နဲ့ပတ်သက်ပြီးတော့တည်သွားတော့ဘယ်လိုထင်ပါလဲ ဆိုတော့ view လေးကိုအဆုံးထိယူပြရတော့အားလုံးကျေးဇူးများတင်ရှိပါတယ်နောက် video မှာပြန်လို့ကြမယ် bye bye